အားလုံးပဲမင်္ဂလာပါယခုဗီဒီယိုလေးမှာတော့အိန္ဒိယနိုင်ငံ Delhi Airport မှာ International Flight ကနေ Domestic Flight ကိုဘယ်လိုပြောင်းစီးရမလဲဆိုတော့ကိုလည်းပြပြသွားမှာဖြစ်ပါတယ်ခုမြင်နေရတော့ Delhi Airport ရဲ့အမြင်ဝင်ခွင့်လေးဖြစ်ပါတယ်အဝင်မြင်ခွင့်လေးဖြစ်ပါတယ်ဆရာဘုရားရှင်ရဲ့မူရာမျိုးစုံကိုလူပညာဆန်းဆန်းပြသထားတော့တွေ့ရပါတယ်အိန္ဒိယ အငွေတက်အများကြီးလွှမ်းမိုးထားတာကိုလည်းမြင်နေရပါတယ်ဒီလီ airport ကကမ္ဘာပေါ်မှာ business အဖြစ်ဆုံး airport ဆယ်ခုထဲမှာတစ်ခုပါဝင်ဖြစ်တော့ passenger တွေတော်တော်များများတွေ့နေရပါတယ်ချက်ပိုင်းမှာဘယ်လောက်ကြာကြာစောင့်ရမလဲဆိုတာကိုတော့စောင့်ကြည့်ရပါအောင်မယ်ဒီဗီဒီယိုမှာအဓိကပြောပြချင်တာကတော့ international flight ကနေ domestic transfer ကိုပြောင်းနိုင်ချိန်မှာအချိန်ရလား ဒီ flight နှစ်ခုတက်က2နာရီကျော်ကျော်ပဲရတဲ့အတွက်အချိန်မလောက်မှာ worry ဖြစ်လို့ဘယ်လိုပြောင်းရမလဲဆိုတာကိုအဓိကပြောပြချင်တာဖြစ်ပါတယ်ကိုယ်တိုင်ကလည်းဟိုဘက်ကိုအချိန်မီရောက်ပါမလားမရောက်ဘူးလားဆိုတာလေးနည်းနည်း worry ဖြစ်တာပေါ့နော်အဲ့ဒါနဲ့ရှားကြည့်တဲ့အချိန်မှာတည်တည်ဆဆမတွေ့ရတာနဲ့သူဘလော့လေးကိုရိုက်ဖြစ်စင်းဖြစ်ပါတယ်ဒီမှာတော့ passenger တွေကိုအဝင်ထွက်အမြန်ဆောင်လို့စုံသုံးခုခွဲထားတာကိုတွေ့ရပါတယ်စုံ1ကတော့ လိုကယ်တွေအတွက်ပါအိန္ဒိယနိုင်ငံသားတွေအတွက်ဇုံ2ကတော့အခုကျွန်တော်တို့လိုပေါ့ e-visa ဖြောက်ထားတဲ့လူတွေသွားမှာဖြစ်ပါတယ်ဇုံ3ကတော့ foreign passport ခြင်ထားတဲ့ခြင်ဆောင်ထားတဲ့လူတွေအတွက်ခွဲခြားပေးထားတာဖြစ်ပါတယ်ဒီမှာလည်းမြန်မာမှာလိုပါပဲ white card လေးတော့ဖြည့်သွားဖို့လိုပါတယ်တချို့ကလည်းမသိတဲ့အတွက်ကောင်တာရောက်မှ ဖြည့်ရတာမျိုးတွေ့ရပါတယ်အချိန်ကျကျမှုလေးတွေဖြစ်တာပေါ့နော်ဖြစ်နိုင်ရင်တော့ဒါခါလေးယူပြီးကြိုယူပြီးဖြည့်ထားရင်တော့ immigration မှာဖြတ်တဲ့အခါမှာစေအေးချမ်းချမ်းနဲ့ဖြတ်လို့ရတာပေါ့ immigration ဖြတ်မယ် immigration ဖြတ်တာတော့ရိုက်ပြမထားတော့ပါဘူးပြစီရွေးပြီးတာနဲ့အဆောက်အဦဒီ check point ကနေထွက်တာနဲ့ဖက်ဖက်ကိုချိုးရပါမယ်အဆောက်အဦအတွင်းကနေချိုးချိုးအဆောက်အဦအပြုံထွက်ပြီးမှချိုးချိုးအတူတူပါပဲစိုက်တဲ့စိုက်ရာကနေချိုးလို့ရပါတယ်လမ်းဆုံးတဲ့အထိသွားပါလမ်းဆုံးရင်ကားလမ်းလေးကိုကူရပါမယ် အခုဒီဗီဒီယိုမှာပြထားတဲ့ land လေးပါဒီဒီ take ကိုရောက်ပါမယ်အဲ့ဒါဆိုရင်တော့သူပြထားတဲ့သူတို့ပြထားတဲ့ land ညွန် site ဘုတ်တိုင်းတောက်လျှောက်လိုက်သွားမယ်ဆိုရင်တော့ terminal 2ကိုရောက်ပါလိမ့်မယ်7 minute ကရှောက်အောင်မယ်လို့တော့ရေးထားပါတယ် chatter bus တွေလည်းရှိပါတယ်လမ်းမလျှောက်ချင်တော့ဒါပေမဲ့သူတို့နဲ့သွားရင်ချိန်ပိုကြတယ်လို့ရေးထားပါတယ်7 minute လောက်ကြတယ်လို့ရေးထားပါတယ် ဒီ daily airport တော့1962ခုနှစ်မှာစပြီးတော့ဖွင့်လှစ်ခဲ့တာအတွက်ဒီအခုဆိုရင်တော့ဒီလေဆိပ်ရဲ့သက်တမ်းက63နှစ်အထိရှိပြီဖြစ်ပါတယ်63နှစ်တည်းမှာပေါ့နော်လေဆိပ်ရဲ့သက်တမ်းတော့ကတော့အပြင်ဘက်ကိုရောက်ပါပြီအပြင်ဘက်ကောင်းကင်ကတော့ကြောက်ဘူးသားတဲ့အတိုင်းပါပဲ air pollution ကအများကြီးဖြစ်နေတဲ့အတွက်ထန်းတိုင်းမမိုင်းဖြစ်နေတာပါကားတွေကထွက်တဲ့မိခုံငွေ့ ီလေးလေးစိတ်ကလည်း10မိနစ်ကြာတခါတင်းရစီထွက်နေတော့ evolution ကတော့မထူးဆန်းပါဘူးသူတို့အတွက်ကတော့ immigration မှာတော့အကြိုင်းမဆောင်လိုက်ရပါဘူးအချက်လက်တွေစုံရင်တော့ဘာမှသူရစ်တာပြုတာမရှိပါဘူးဒါပေမဲ့တရှုတလေကိုကြာတော့လည်းမေးတာမြန်နေတာတွေ့ရပါတယ်တော်တော်ကြာကြာမေးတာမြန်တာလည်းတွေ့ရပါတယ်ခဏနဲ့ပြောသလိုပေါ့ so white card လေးသာဖြေသွားပြီးတော့ဘာမှသိပြောစရာမလိုတော့ပါဘူး package claim နေနေရာမှာတော့ ပစ္စည်းတွေတခါတည်းရောက်နေပါပြီဟို check point မှာအချိန်တစ်ခုပေးရတဲ့အတွက်ပစ္စည်းတွေကတော့စောင့်ဆရာမလို့ပဲတခါတည်းရွှေ့ပြီးတော့ထွက်လာလို့ရပါပြီဒီမှာ transit ဖြစ်သွားတဲ့အကြောင်းရင်းအခုလိုပါပုံမှန်အဖြစ်မြန်မာတွေကတော့ဗုဒ္ဓဂါရာကိုတခါတည်း shutter flight နဲ့တခါတည်းပဲသွားကြတာများပါတယ်အခုကျွန်တော်တို့ကတော့ဒီကနေမနာလီကိုဆက်သွားเสียရရှိတဲ့အတွက်သွားပြန် flight ကို delay နဲ့ဖြတ်ထားတဲ့အတွက် ဒီ domestic flight လေးကိုစီးပြတာဖြစ်ပါတယ်ဟိုတွေ့ကြုံရကျင်တာလည်းတစ်ပိုင်းပေါ့เนาะအဲ့ဒါကြောင့်ဒီ flight လေးကိုစီးပြတာဖြစ်ပါတယ်ဒီလမ်းရှာရတဲ့ level ကနေ domestic flight ရှိတဲ့ level ကိုတော့တစင်တက်တက်ရတဲ့ lift ကိုတော့သုံးရပါတယ် lift ထဲမှာလည်း lift ကိုတော့လည်းမရိုက်ပြမိပါဘူး lift အပေါ်တက်ပြီးသားနဲ့ဘယ်ဘက်မှာမြင်ရတာဆက်ဆက်ချင်းမြင်ရတာတာမနဲ့တူပါပဲဒီတိုင်းလေးကူသွားလိုက်ရအောင်ပါပဲ မိုင်းကာလာတော့ကဒီလေဆိပ်ကို India Air Force က manage လုပ်ပါတယ်သူတို့ကိုယ်တိုင်ပဲဒီလေဆိပ်ကိုခြင်တွေ့တာပေါ့နော်အခုနောက်ပိုင်းဂျာမန်ခုလက်ရှိ run နေတဲ့ management team ကိုလွှဲထားတာဖြစ်ပါတယ်သမနဲ့တူးမှာဆောင်းဆိုင်ရတဲ့အချိန်မှာသူတို့ဘယ်လိုဆောင်းဆိုင်ရလဲဆိုတာလေးကိုတော့အချိန်ရရင်တော့ရိုက်ပြီးတော့လဲအဲ့ဒါလေးကိုလည်းနောက်ဗီဒီယိုလေးမှာတင်ပြသွားပါဦးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်